ခြုံမုံနေပြားရည်နဲ့မနေရသေးဘူးမတုပင်တိကလို့ဆိုတဲ့ပြားမုံပြားရည်နဲ့နေထားတဲ့ခြုံမုံနေအဲ့ဒီနှစ်ခုရသဗျာသခင်ကိုရမြတ်ကိုသွားရောက်ပြီးတော့ကတ်လို့ကြတယ်သွားရောက်ကတ်တဲ့အခါမှာရသဗျာလက်ထဲမှာသပိတ်မရှိဘူးဘုရားဟာအစာအာဟာရလာပေးလို့ရှိရင်လက်နဲ့ လက်ထဲမှာထည့်စားတယ်ဆိုတာစင်မှာမဟုတ်ဘူးပေါ့ဒီကနေ့ချိန်ဖုန်းကြီးတွေကတော့သူတို့မှာတပိတ်ဆိုတာမရှိဘူးပိုင်ဆိုင်မှုတွေအကုန်ဆုံးလွတ်ထားတာဖြစ်တော့ကြောင့်တက္ကရာကမကလားတူလို့ရှိရင်လက်နဲ့ပဲခံပြီးတော့လက်ထဲရောက်တဲ့အစာစားနော်လက်ထဲရောက်တာနည်းနည်းရောက်နည်းနည်းစားအဲ့လိုလုပ်တဲ့အကျင့်ရှိတာ မြတ်စွာဘုရားကြတော့အဲ့ဒါလို့မလုပ်ဘူးဟာအဲ့တော့ဘုရားရှင်ကိုရောမြတ်တွေဟာလက်နဲ့သစ္စာအာဟာရကိုလက်ခံတာမရှိဘူးဘာနဲ့လက်ခံရမလဲလို့စဉ်းစားနေတဲ့အချိန်မြတ်စွာဘုရားလက်တော်ထဲမှာဂတိကာရဗိမာကြီးကအလောင်းတော်ဘွားတော်ကကတ်လိုက်တဲ့တပိတ်ရှိတယ်အရင်ကပြိဋ္ဌာန်စပါတူလိုက်တာလေ အနောမတောင်းမှာဆန်တော်ပယ်တဲ့အချိန်မှာပြိခရာ၈ပါးလာလှုပ်တယ်။အဲ့ထက်မဲ့တပိတ်ပါ။အဲ့ဒီတပိတ်ပဲရောက်သွား၆နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့အခါမှာတပိတ်တနည်းအားရထားပြီးတော့ဒီအချိန်မှာတပိတ်မရှိတော့ဘူးပေါ့။မြတ်စွာဘုရားလက်ထက်မှာတပိတ်ရှိတော့ဂရိကာရပြမကြီးကန့်ထုတ်ထားတဲ့တပိတ်ဟာမရှိတော့ဘူး။အဲ့တော့မြတ်စွာဘုရားက တပုဒ္ဒပါဠိကတော့ကတ်လို့မဲ့အစာအဟာရကိုလက်ခံဖို့အတွက်ငါမှတပိတ်မရှိဘူးလို့စဉ်းစားလိုက်တဲ့အချိန်မှာဗရမယတပိတ်ကြီးလေးလုံးသူဥငါဥဆိုပြီးတော့စတုမာရနမင်းကြီးလေးယောက်ကအရာလေးမျက်နှာကရောက်လာပြီးဖះအောင်လာကတ်ကြတယ်အိန္ဒနီလနော်အိန္ဒနီလမြရောင်တောက်နေတဲ့ အပြာရောင်ညသပိတ်ကြီးတွေကိုလာပြီးတော့ကတ်တဲ့အခါမှာအိမတမတမူးကြီးတဲ့သပိတ်ကြီးတွေဖြစ်လို့မြတ်စွာဘုရားလက်မခံလက်မခံတော့မှသူတို့ချက်ချင်းပြောင်းပြီးတော့ကြောင်းညူသပိတ်အမှန်ကြောင်းညူနဲ့ပြုတ်လုထားတဲ့သပိတ်လေးလုံးကိုလာပြီးတော့ကတ်ကြတယ်တဲ့အရှိဘက်ကတလုံးတောင်ဘက်ကတလုံးအနောက်ဘက်ကတလုံးမြောက်ဘက်ကတလုံးတပြိုင်နက် စတုမရနမင်းကြီးလေးယောက်လာကတ်တာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလေးဦးလုံးရဲ့တပိတ်ကိုလက်ခံတယ်ဘာကြောင့်လက်ခံတာတော့ဆိုလို့ရှိရင်တဦးဟာကိုလက်ခံပြီးကျန်သုံးဦးဟာလက်ခံမှုဆိုစိတ်မကောင်းဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့တပိတ်လေးလုံးစလုံးကိုကတ်ခံပြီးတော့ထထားရကနေလက်တော်နဲ့အပေါ်ကဖိလိုက်တာနဲ့တပိတ်ဟာတလုံးနဲ့ဖြစ်သွားတယ် ကလုံးနဲ့ဖြစ်သွားတော့လည်းပဲအဲ့ဒီချောင်းကျိုသပေကြီးတွေဟာအရစ်၄ရစ်ဖြစ်သွားအရစ်၄ရစ်ဖြစ်သွားအဲ့ဒီချောင်းကျိုသပိနဲ့တပုတ်တာတို့ဗန္ဓိကတို့ကတ်လူတဲ့ပြာမုံစုပ်ဆွမ်းကိုအလှခံလိုက်တယ်ဟုတ်အဲ့တော့ဒီတပုဒ္ဒါတို့ဗလိကတို့ဟာဖျားဖြစ်တဲ့အချိန်မှာ ဖျားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဆုံးကတ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေသူဇာတာကဖျားမဖြစ်ခင်ကကတ်ထားဖျားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဆုံးကတ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာတပုဒ္ဒါနဲ့ဗာဠိကပဲပေါ့အမ်တမအကျိုးထူးတဲ့ပုဂ္ဂိုလ်တွေလူသားတွေမှာဖျားနဲ့အရင်ဆုံးတွေ့တယ်လို့တော့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုကိုရကရာဒေသမှာရှိကြတဲ့ဗြဟ္မဏတွေရှိတယ်သူတို့နဲ့အရင်တွေ့ပါမ သို့သောမြတ်စွာဘုရားကိုဆုံးကတ်ခွင့်ရတာတော့တပုဒ္ဒနဲ့ဗန္ဓိကာပထမဆုံးပဲလို့သူတို့ဆိုတာအဲ့တော့မြတ်စွာဘုရားကသူတို့ရှိမှပဲဆုံးမှဖုံးပေးပြီးလက်တော်ဒီပါးတွေဆေးပြီးထိုင်းနေတဲ့အချိန်မှာဒီအထက်ကရာမှာတော့ပါရိထတော်ဆိုအင်္ဂုတ္တရ အထက်ကထာမှာရေးထားပုံပါရသဗျာကဆုံးဖုံးပေးပြီးတဲ့အခါမှာတပုဒ္ဒပန္နိကတို့တရားဟောတယ်လို့ပါတယ်